ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုဆိုရင်ဘရိုနီကာရဲ့ပွဲစဉ်အကြောင်းတွေကိုကျွန်တော်တို့နေ့စဉ်နဲ့အမျှနောက်ဆက်တဲ့သတင်းတွေတင်ဆက်ပေးခဲ့ရပေါ့လေဒီနေ့မှာတော့ဂျူနီယာဖက်ဒက်စ်နဲ့ဘရိုနီကာတို့ထိုးတဲ့ပွဲစဉ်ကိုစတန်ဖက်ဒက်စ်ကိုတိုင်တက်ရောက်ကြည့်အားပေးခဲ့တယ်ဒါပေမဲ့ပထမပွဲကြီးပြီးတဲ့အချိန်မှာနေမဲ့စတန်ဖက်ဒက်စ်ဟာပွဲဆက်မကြည့်တော့ပဲအဲ့သူထိုင်နေတဲ့နေရာနေထားပြီးတော့ကွင်းပြင်ကိုထွက်သွားခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောပေးခြင်းပါခင်ဗျဟုတ်ကဲ့ပါ ဂျူနီယာဗက်ဒက်ကလည်းအဲ့ဒီမှာစတန်ဖက်ဒက်ကသူ့ကိုအားပေးလို့လာတဲ့အချိန်မှာ Facebook မှာ Reels video တော့သူလွှင့်နေခဲ့သေးတယ်။အော်သူလေးစားအားကြတဲ့စတန်ဖက်ဒက်ကလာပြီးအားပေးတယ်ပေါ့လေ။သူတို့ကဂျင်ဂျင်းနဲ့တူတာကိုဖက်ဒက်ကဖိုင်တာချင်းနဲ့တူတယ်။နာမည်တော့မှဂျူနီယာဖက်ဒက်ကစတန်ဖက်ဒက်ကိုသဘောကျလို့အဲ့လိုဂျူနီယာဖက်ဒက်ဆိုပြီးတော့နာမည်ယူထားတယ်။အဲစတန်ဖက်ဒက်ကလည်းသူတို့ဂျင်ရဲ့ဖိုင်တာမလေးဟာဒီနေ့ဘရိုနီကာကိုအနိုင်ရခဲ့ရင်ချစ်ပွဲထိုးချစ်ပွဲနိုင်မယ်။ဒီစက်ကုန်းနေသမီးလေးအမေရိကန်ဒေါ်လာတစ်သိန်းနဲ့ဆောက်ကြည့် ရပါစေဆိုတော့အတမုံမျိုးရအောင်လာပြီးတော့အားပေးခဲ့တာဗျပြီးတော့ဒီပွဲဟာဘရိုနီကာနဲ့ဂျူနီယာဖက်ဒက်စ်တို့ထိုးတဲ့ပွဲဆိုတာတဲ့တိုက်ကားမွေတိုင်းဂျင်နဲ့ဒီဘက်ကဖက်ဒက်စ်ဂျင်တို့အပြိုင်မျိုးဖြစ်နေခဲ့တယ်နောက်ဆုံးမှာတော့တိုက်ကားမွေတိုင်းဂျင်ကဒါဘရိုနီကာရဲ့ပုံရိပ်နဲ့ဘရိုနီကာရဲ့အစွမ်းပြမှုနဲ့အတူနာမည်ကောင်းရရှိသွားခဲ့တယ်ပေါ့လေဘရိုနီကာဟာဒီပွဲမှာရှေ့မှာပြောထားခဲ့တဲ့အတိုင်းပဲအမျိုးသားဖိုင်တာတွေနဲ့အတူလက်ကျင်ဆင်းပြီးတော့အကောင်းဆုံးပုံစံရအောင် တကယ်တက်လုံအားကောင်းကောင်းနဲ့ပွဲထွက်လာခဲ့တယ်ပွဲစားကြတဲ့ကဖိထိုးနိုင်ခဲ့တယ်တစ်ဖက်ကဂျူနီယာဖက်ဒက်ဆာသူ့ကိုတံပြန်လို့တော့မရအောင်အထိလုပ်ပြခဲ့တယ်အဲ့မှာတင်အောက်မှာစတန်ဖက်ဒက်ပေါ့လေပွဲကြည့်နေတာနေသဘောပေါက်သွားပုံရပါတယ်ပထမပွဲကြည့်ပြီးတဲ့အချိန်မှာနေမဲ့ဂျူနီယာဖက်ဒက်ကတော်တော်ကိုရိုင်းတိရိုင်းတိုင်းဖြစ်နေပါပြီပြီးတော့အထိနာတာလည်းတော်တော်များနေပြီလေပြီးတော့အခုလိုဟန်ချက်မငိန်ပုံမျိုးနဲ့ဘရိုနီကာကပွဲကိုစိုးမိုးသွားပြီဘရိုနီကာလောက်ရင်လောက်သမျှဖြစ်သွားပြီဆိုတာကို ဆန်ဖက်ဒက်စ်ကသဘောပေါက်သွားပုံရပါတယ်။ဒါကြောင့်ပထမပွဲကြီးပြီးတဲ့အချိန်မှာပဲသူကပွဲဆက်မကြည့်တော့ပဲကွင်းမြင်ကိုထွက်ခေါက်သွားခဲ့တာဖြစ်တယ်လို့သိရှိရတယ်ဗျ။အဲဒီအချိန်မှာရုပ်တံရိုက်ကူးကြီးတွေကလည်းဒီစတန်ဖက်ဒက်စ်ကွင်းထဲမှာဆက်ရှိသေးလားဆိုတာကိုရိုက်ကူးပြခဲ့တယ်။အဲဒီအချိန်မှာသူ့နေရာမှာစတန်ဖက်ဒက်စ်မရှိတော့ဘူး။ထွက်သွားပြီပေါ့လေ။ဒုတိယပွဲရှိတကယ်ထိုးရဲ့အချိန်မှာလည်းစတန်ဖက်ဒက်စ်ထင်ခဲ့တဲ့အတိုင်းပဲဒါသူတို့ဂျင်ကဂျူနီယာဖက်ဒက်စာ Chronicle 8:90စက္ကန့်မှာဆက်ပြီးတောင်းခံနိုင်စွမ်းရှိခဲ့တယ်။ အလဲတိုးခံရတယ်ပေါ့လေ Bible ကျွန်တော်သိကျင်တာကတော့ဒီဘွဲမှာ Bronica အစွမ်းစာကို Stanford ကိုတိုင်မြင်သွားခဲ့တယ်ပြီးတော့ထိုင်းနိုင်ငံမှာရှိတဲ့ fighter အများစုလုံးဝအတိမတ်ပြုတ်သွားခဲ့ရတယ် Bronica ဟာသူတို့အတွက်အချက်ပေးခေါင်းလောင်းတဲ့တစ်ခုဖြစ်လာခဲ့ပြီဆိုတော့ကို1ရဲ့အတံပွေတန်းမှာရှိနေတဲ့ဒါ fighter မလေးတွေအားလုံးသတိပြုမိသွားခဲ့တဲ့ပွဲဖြစ်သွားခဲ့တယ်ပေါ့လေ Stanford ကတော့ပို့ပြီးတော့သတိထားမိသွားခဲ့တယ်ပေါ့ပထမပွဲကြီးမှာတည်း ဒါသူပွဲဆက်မကြည့်နိုင်အောင် ဖြစ်သွားခဲ့လေဘာလို့လဲဆိုတော့ Pronica ဟာလုံးဝပွဲကိုစီမိုးပြီးတော့ထိုးသွားပြီးအရန်ထိုးအားကောင်းတဲ့အရန်ကိုပြင်ဆင်မှုအားကောင်းတဲ့ fighter ဖြစ်လာပြီးဒီတော့ဒီ fighter ရှီလန်ပွဲစဉ်တွေမှာဖိထားမဲ့ fighter ဆိုတာမျိုးတော့သူတိမှတ်ပြသွားခဲ့တယ်ပြီးတော့နိုင်မဲ့ဆိုတာတိလို့ကိုသူပထမပွဲကြည့်ပြီးတော့ဆက်မကြည့်တော့ဘူးပေါ့လေမကြည့်ရတော့ဘူးပေါ့ကိုဖက်ဒက်စ်ဂျင်ကဒါဂျင်ပြင်းတူတဲ့ညီမတယောက်က Pronica စီမအထိုးကြီးပဲခံရရဆိုတော့ ူပွဲကိုဆက်ကြည့်ခြင်းနဲ့စိတ်လဲမရှိတော့လို့ထွက်ခွာသွားခဲ့တာဖြစ်ပါလိမ့်မယ်ပြီးတော့သူ့စိတ်ထဲမှာပရိုနီကာနိုင်ပြီဆိုတာတည်သွားလို့ပထမပွဲကြည့်ပြီးတာနဲ့ဆက်မကြည့်တော့ပဲပြန်သွားတာဖြစ်ပါလိမ့်မယ်ခင်ဗျဒီတော့အများစုသတင်းတွေရေးနေတဲ့အချိန် Stanford Dash နဲ့တော့ပရိုနီကာပြေလို့မရှိပါဘူးဟိုကလည်း MMA ပဲထိုးနေတာလေဟုတ်တော့မှပြီးတော့ဦးလက်ရှိမှာလည်းတရားပြဿနာနဲ့တရားပြဿနာနဲ့ဆိုတော့2026အထိသူနားမှာဖြစ်ပါတယ်ခင်ဗျအဲလိုအပ်လိုက်ဒူးတော်ခွဲဆဲမှုတော့မဲလို့ Stanford Dash ကသတင်းတွေထွက်နေပါတယ်ဘာပြော ဘရိုနီကာဟာစတန်ဖီယက်စ်အတိမပြုပြီးတော့လေးစားအကြခံရတဲ့ဖိုက်တာစင်းတွေကိုရောက်သွားပြီးပြီးတော့ဝမ်းမှာရှိတဲ့အတံဝေးတန်းကဖိုက်တာမယ်ရီအများစုဟာဘရိုနီကာကိုသတိကြီးထားနေပြီဆိုတာပြည်သက်တွေသိရှိစေချင်လို့တင်ဆက်ပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ